မင်္ဂလာပါရှင်ကျမရောဝန်ဒီပါ DVV ရုပ်မြင့်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါပါမန္တလေးတိုင်းမလိုင်မြို့နယ်မှာ73နှစ်အရွယ်မင်္ဂလင်းငယ်ကိုစစ်ကောင်စီတပ်ကမရင်းကျင်ပြီးမိသားစုဝင်တွေနဲ့အတူတပ်ဖြတ်သွားတယ်လို့ဒေသခံတွေကလည်းသိရပါဗျာ မလိုက်မြို့နယ်အင်ဂျီတော်ရွာကိုစစ်ကောင်စီတပ်ကအင်အား100ကျော်နဲ့စက်တင်ဘာလ23ရက်နေ့ကနေစတင်ပြီးအင်ဂျီတော်ကျေးရွာနဲ့အနီးနားကရွာတွေကိုစစ်ကြောင်းထိုးတက်ဆွဲပြီးစက်တင်ဘာလ28ရက်နေ့မနက်ပိုင်းအထိ9ရက်ကြာတက်ဆွဲခဲ့တာဖြစ်ပါတယ်။ စစ်ကြောင်းထိုးတဲ့အချိန်မှာမပြေးနိုင်ပဲကြံရည်ခဲ့တဲ့သူတွေက73နှစ်အရွယ်မိန်းကလေးငယ်ကိုစစ်ကောင်စီတပ်ကမရင်ချင်းတပ်ဖြတ်ပြီးဝန်တားတဲ့အမေနဲ့အကိုဖြစ်သူအပြင်7နှစ်အရွယ်ကလေးကိုပါတတ်သွားတယ်လို့ရွာမှာကြံရည်ခဲ့သူတွေစီကနေသိရှိရကြောင်းကိုဒေသခံတယောက်ကပြောပါရယ်။မလိုင်မျိုးနယ်တဲကိုစစ်ကောင်စီတပ်ကစစ်ကြောင်းစတင်ဝင်ရောက်လာတဲ့စက်တင်ဘာလ23ရက်နေ့ကလည်းပန်းအိုင်ကြီးရွာမှာနေတဲ့အသက်80အရွယ်မျိုးသားတယောက်ကိုအကြောင်းမဲ့ပြစ်တတ်သွားတယ်လို့ဒေသခံတွေစီကနေသိရပါရယ်ရှင်။ ကရင်ပြည်နယ်မြောက်ရီမြို့အမှတ်9ရပ်ကွက်73ဂိတ်ထဲမှာအော်တိုဘာလ9ရက်နေ့မနက်9နာရီကျော်မှာမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေကနေသိရပါဗျ။မီးလောင်မှုဖြစ်ပွားပြီးတနအိကန့်အကြာမှာပဲမြောက်ရီမြို့နယ်မိသက်တပ်ဖွဲ့ရဲ့အကူအညီနဲ့မီးငြိမ်းသက်နိုင်ခဲ့တယ်လို့သိရှိရပါဗျ။73ဂိတ်ထဲမှာရှိတဲ့ BGF တပ်တွေဂိတ်ချထားတဲ့အထက်မှာဆိုလာဆိုင်ကနေစတင်မီးလောင်တယ်လို့မြောက်ရီမြို့အမှတ်9ရပ်ကွက်မှာနေထိုင်သူတို့ကပြောပါဗျ။ BGF တပ်တွေစခန်းချတာပြီးလက်နက်ကင်တွေအများစုရှိတဲ့နေရာဖြစ်တဲ့အတွက်မီးလောင်မှုအခြေအနေကိုဝန်ကြီးလို့မရတဲ့အတွက်ကြောင့်အသေးစိတ်ကိုမသိရဘူးလို့ဆိုပါရယ်စက်တင်ဘာလ18ရက်နေ့ကလည်းမြောက်ဥရီမြို့အမှတ်၄ရပ်ကွက်မှာရှိတဲ့လူနေအိမ်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ပြီးရပ်ကွက်နေပြည်သူတွေနဲ့မီးသတ်တပ်ဖွဲ့ကဝိုင်းဝန်းမီးငြိမ်းသတ်နိုင်ခဲ့ပါရယ်မီးလောင်မှုဖြစ်ပွားခဲ့တဲ့အိမ်ပိုင်ရှင်ကိုတော့စစ်ဆေးအရေးယူနေတယ်လို့ဒေသခံတွေကလည်းသိရပါရယ်ရှင် ကြောင်မဲမြို့အတွင်းကိုလက်နက်ကြီးကြီးတွေကြားရောက်ပောက်ကွဲတာကြောင့်နေအိမ်နဲ့ဖုံးကြီးကျောင်းတွေထိခိုက်ပျက်စီးတယ်လို့ဒေသခံတွေကပြောပါရယ်ခွန်စောဦးသတင်းပေးပို့ထားတာပါရှင်တီယန်နန်နဲ့တအန်းတက်ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲခရိုင်ကြောင်မဲမြို့ကိုအာနာဒိစစ်ကော်မရှင်တပ်ကလေကြောင်းဒရုန်းနဲ့လက်နက်ကြီးပစ်ကူယူပြီးမြေပြင်အင်အားအလုံးရင်းနဲ့နှစ်လကျော်ကြာ ထိုးစစ်ဆင်ပြီးအောက်တိုဘာ၁ရက်နေ့မှာပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ် ဲ့ဒီနောက်ပိုင်းအော်တိုဘာ၂ရက်နေ့ကစလို့ကြောင်မဲမြို့ရဲနဲ့မြို့ပြင်လက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်ခံရတာကြောင့်တိလင်ခဲအင်းအုတ်ချင်းရက်ွက်တွေတဲကိုကြားရောက်ပောက်ကွဲပြီးလူနေအိမ်နဲ့ဖုံးကြောင်တစ်ခု ထိခိုက်ပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်မင်းညတော့တောင်းအောင်ပဲဘယ်ဖက်ဖြစ်လို့ဖြစ်မှန်းတော့မသိတော့မနေ့ကနေ့ရောညမနေ့ညဆိုမှ88လောက်မနေ့ညတစ်ခုတည်းကိုဆက်တိုက်တုံးတွေအလန့်လက်ကြီးတွေအောင်မသိတောင်းအောင်ပဲဖုန်းကြောင်ကညတကောင် တနိုင်ပါခင်ဗျာကြောင်မဲမြို့မှာအော်တိုဘား၂ရက်နေ့ကစပြီးစစ်ကော်မရှင်တပ်ရဲ့လက်အောက်ခံအုပ်ချုပ်ရေးပိုင်းနဲ့ဌာနဆိုင်ရာတွေပြန်လည်ဝင်ရောက်လာနေတာပါဒါအပြင်မြို့အနီးနားကျေးရွာတွေဘက်ကိုစစ်ပေးရှောင်နေကြတဲ့မြို့ကန်ပြည်သူတို့ချို့လဲမိမိနေအိမ်ကို ပြန်နေကြပြီလို့လဲဆိုကြပါဗျာ ဝင်လို့ရပြီလားဆိုတော့သူတို့က50 60ဘိုင်းနေကိုတော့ပြင်ဝင်တယ်။တန်းကတန်းကနေဝင်တဲ့ဟာမဟုတ်ပဲနဲ့မြို့ကျွန်တော်တို့ကမြို့မှာဖာလုံးနေပြီးသားဖာညာဖာညာဆိုရင်ဟိုတို့ကသူဖြစ်တယ်ဒီနေ့တော့မှကျွန်တော်တငယ်ချင်းတယောက်ပြန်သွားခဲ့တယ်။ကျွန်တော်နေသားပြီဟုတ်တယ်ဟုတ်။ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့ကို TNN တအံ့တက်အနေနဲ့လက်လွတ်လိုက်ရပြီလို့ TNN ရဲ့ဒတင်းနဲ့ပြန်ကြားရေးဌာနမှလွေရည်ဦးက DPP ဒတင်းဌာနကိုတရားဝင်အတည်ပြုပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတွင်းမှာစစ်ကော်မရှင်တပ်ဟာ တရုတ်နိုင်ငံရဲ့ဂျာဝင်မှုနဲ့လာရှုမျိုးကိုပြန်လည်ရရှိခဲ့ပြီးနောင်ချုံနဲ့ကြောက်မဲမျိုးကိုတော့စီရေးရပြန်လည်တင်ပိုက်နိုင်ခဲ့တာပါဆက်လက်ပြီးမြန်မာတရုတ်နှစ်နိုင်ငံကုန်သွယ်ရေးလမ်းကြောင်းမှာရှိတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမျိုးကိုပြန်လည်ရရှိနိုင်ဖို့အတွက်လေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်တာတွေရှိနေပါတယ်ကျွန်တော်ခွန်စော်ဦးပါဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်တကောင်းဒေသမှာနေထိုင်တဲ့လူနည်းစု ရခိုင်မျိုးနွယ်ဝင်တွေဟာ လူခွင့်ရေချိုးပေါက်ခံရတာတွေလိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေဇက်တိုက်ကျူးလွန်ခံနေရတာတွေနဲ့မလုံခြုံမှုတွေဖြစ်နေတယ်လို့စစ်တကောင်ဒေသခံတွေစီကနေသိရပါတယ်ကေခိုင်သတင်းပေးပို့ထားတာပါရှင်နာနာနာ ပြီးခဲ့တဲ့စက်တင်ဘာလ23ရက်နေ့ကဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်တကောင်ဒေသခါကာဆိုရီခရိုင်မှာရှိတဲ့ရခိုင်မျိုးနွယ်စုဝင်မရမာလူမျိုးအသက်7နှစ်အရွယ်ရှစ်တန်းကျောင်းသူတယောက်ကိုဘင်္ဂလားဒေ့ရှ်အမျိုးသား3ယောက်ကအုပ်စုဖွဲ့အာဓမပြုကျင့်မှုဖြစ်ခဲ့ပါတယ်အဲ့ဒီအမုံနဲ့ပတ်သက်ပြီးအာရမပြုကျင့်သူတွေကိုဖမ်းဆီးအရေးယူပေးဖို့အတွက်စစ်တကောင်ចောင်းသားတမကចောင်းသားចောင်းသူတွေနဲ့ဌာနေတိုင်းရင်သားတွေဟာမြို့နယ်အသီးသီးမှာငင်းကျဲစော်ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ဆန္ဒပြသူတွေကိုဘင်္ဂလားဒေ့ရှ်စစ်တပ်ကပြစ်ခတ်ဖြိုခွင်းလို့လူ9ယောက်ထက်မနည်းသေဆုံးပြီးတော့လူပေါင်း60ကျော်ပြင်းထန်တရားရရှိတော်တယ်လို့ဒေတာခန်တွေရဲ့ပြောပြချက်အရာသိရပါတယ်။အဲ့ဒီအုပ်စုဖွဲ့မတိန်မှုနဲ့ပတ်သက်ပြီးကျူးလွန်သူ3ယောက်ထက်ကတယောက်ကိုပဲဖမ်းဆီးရမိပါသေးတယ်။ဒါပေမဲ့တိတ်မကြခင်စတင်ဘာလ30ရက်နေ့အဲ့ဒီဒေတာမှာပဲအသက်15နှစ်အရွယ်ဌာနေတိုင်ရင်သူဂါရူအမျိုးသမီးငယ်တယောက်ကို ဘင်္ဂလားဒေ့ရှ်အမျိုးသားတယောက်ကအာရမပြုကျင့်မှုထပ်ဖြစ်ခဲ့တယ်လို့ဒေတာခန်တွေကအတည်ပြုပြောဆိုပါတယ်။အဲ့ဒီအမှုကျူးလွန်သူကိုလည်းလက်ရှိအချိန်ထိအရေးမယူနိုင်သေးဘူးလို့သိရပါတယ်။ဒါကြောင့်လက်ရှိမှာစစ်တကောင်ဒေတာတွင်မှနေထိုင်နေကြတဲ့လူနည်းစုဖြစ်တဲ့ရခိုင်မျိုးနွယ်စုဝင်တွေဟာမလုံခြုံမှုတွေကိုရင်ဆိုင်နေရတယ်လို့စစ်တကောင်ဒေတာခန်အမျိုးသမီးငယ်တယောက်ကပြောပါတယ်။အရာခါဆိုရင်တော့က ဘောပင်မှာအရှင်တို့လွဲလဲလဲလန့်လို့ရတယ်။အရင်တော့ဆိုရင်ကျမတို့ဒေတာတို့မှာလွတ်လွတ်လပ်လပ်သွားလို့ရပါတယ်။အခုဆိုရင်အဲ့လိုသွားလို့လည်းမရတော့ဘူး။မင်းကလေးတွေဆိုရင်မရင်းကျင်ခံရတာတွေယောက်ျားလေးတွေဆိုရင်အသက်ခံရတာတွေအများဖြစ်နေပါတယ်။ဒါကြောင့်ရခိုင်မျိုးနွယ်စုတွေအနေနဲ့ဘင်္ဂလားဒေ့ရှ်မှာနေထိုင်နေရတာကအသက်အန္တရာယ်တိလုံခြုံမှုမရှိပါ။ကြောက်လန့်စွာနဲ့ရင်ဆိုင်နေရတာပါ။စိုးရိမ်မှုတွေအများကြီးရှိနေပါတယ်။ပြဿနာတွေဖြစ်ရင်လည်းတရားမျှတမှုတွေမရရှိပါ။ တရားဥပဒေကအမျိုးသားရေးဘာသာရေးခွဲခြားဆက်ဆံပါတယ်။ဗလိုက်မှုတွေလည်းရှိပါတယ်။စာတင်ကျောင်းတွေမှာဆိုရင်တော့မိန်းကလေးတွေအနေနဲ့လုံခြုံမှုမရှိပါ၊မရင်းကျင်တာတွေရှိပါတယ်။အမှန်တရားကိုပြောမယ်ဆိုရင်လည်းပြောလိုက်ရင်တက်ပြစ်မယ်ဆိုပြီးအသက်အန္တရာယ်ကိုချင်းချောက်တာတွေရှိပါတယ်။ဒီနေရာမှာနေရတာကလုံခြုံမှုဆိုတာလုံးဝမရှိဘူးလို့တောင် ပြောလို့ရပါတယ်။ မဒိမှုကျူးလွန်သူတွေကိုအရေးယူပေးဖို့စင်တာပြနေတဲ့သူတွေကိုပြစ်ခတ်ဖြိုခွင်းမှုအပြီးမှာတေဆုံခဲ့တဲ့ចောင်းသားចောင်းသူတွေနဲ့ဌာနေတိုင်းရင်းသားတွေရော့အလောင်းတွေကိုဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့လက်နက်ကိုင်အုပ်စုတွေကမင်းရှုဖျောက်ဖျက်ခဲ့တယ်လို့မျက်မြင်တွေ့ရှိသူတွေက ပြောဆိုပေးမယ်။ဒီပူပီအနေနဲ့တီးကြအတီးမပြူနိုင်သေးပါဘူး။ ဒါအပြင်ကုမာရာမြို့မှာရှိတဲ့ရခိုင်မျိုးနယ်စုဝင်တရဲ့ဈေးဆိုင်ခန်းတွေကိုလည်းမင်းရှို့ဖျက်ဆီးခဲ့တာကြောင့်ဆိုင်ခဲပေါင်း60လောက်မင်းလောင်ပျက်စီးဆုံးရှုံးခဲ့ရပြီးတော့အနီးအနားမှာရှိတဲ့နေအိမ်တွေလည်းမင်းလောင်မှုထဲပါတော်တယ်လို့သိရပါတယ်။လက်ရှိမှာစစ်တကောင်းဒေသရခိုင်မျိုးနယ်စုဝင်တွေနဲ့ဘင်္ဂလားဒေ့ရှ်စစ်တပ်ကြားပဋိပက္ခတွေဆက်လက်တင်းမာနေစေဖြစ်ပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံကလူနည်းစုရခိုင်မျိုးနွယ်စုဝင်ဌာနတိုင်းရင်းသားတွေအပေါ်မှာလူမဆန်သောအကြမ်းဖက်မှုတွေနဲ့လူအခွင့်ရေးချိုးဖောက်မှုတွေကိုပြင်းပြင်းထန်ထန်ကန့်ကွက်ထုတ်ချပါတယ်လို့ American ရခိုင်လူမှုအဖွဲ့အစည်း Arrogant American Community AAC ကအောက်တိုဘာလ၁ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ အလားတူပဲရခိုင်ပြည်ချောင်းသားသမဂ္ဂကလည်းဆန္ဒထုတ်ဖော်ခဲ့ကဘင်္ဂလားဒေ့ရှ်စစ်တပ်ကလက်နက်အာကုန်နဲ့အပြစ်မဲ့ဌာနေတိုင်းရင်းသားပြည်သူတွေကိုလူမဆန်စွာအကြမ်းဖက်ပစ်ခတ်တပ်ဖြတ်တဲ့အပေါ်မှာပြင်းပြင်းထန်ထန်ကန့်ကွက်ထုတ်ချတယ်လို့ဆိုပါတယ်။တရားမျှတမှုရရှိဖို့စ조사လှုံ့ဆော်နေတယ်။စစ်တကောင်ချောင်းသားသမဂ္ဂတွေဌာနေတိုင်းရင်းသားတွေနဲ့အတူရပ်တည်ပြီးနောက်ဆုံးအချိန်ထိတိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ရခိုင်ပြည်ချောင်းသားသမဂ္ဂရဲ့ဦးဆောင်ကော်မတီဝင်တယောက်ကပြောပါတယ်။ ်သူ့ရဲ့အစာနဲ့ဖြစ်ကြချက်ကိုဒီပူပီသတင်းထောက်ကအတန်အစာထိုးဖက်ကြားပေးတော့ပါမယ်ရှစ်တန်းကျောင်းသူလေးကိုအာရမမှုကျွလွန်ခဲ့တဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကိုထိရောက်စွာအရေးယူပေးဖို့နဲ့လက်ရှိဆန္ဒပြခြင်းဖြိုခွဲခံခဲ့ရတဲ့ဒဏ်ရာရကျောင်းသားပြည်သူတွေနဲ့တေဆုံသွားတဲ့သူတွေအတွက်ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့အထိုက်အတန့်ဆုံးတစ်ခုကိုလုပ်ပေးရပါမယ်။ပြီးရင်ဒီကိစ္စကိုအစိုးရပြည်သားစွာနဲ့အာရုံစိုက်ပြီးအရင်ဆုံးကင်တွယ်ဖြေရှင်းပေးစီလိုပါတယ်။ စစ်တကောင်းတောင်တန်းဒေသကကျွန်တော်တို့ရဲ့ညီအကိုမောင်နှမတွေဖြစ်ပါတယ်။ဒါကြောင့်သူတို့ဝမ်းနဲ့ကြည်ကွဲရတယ်လို့ကျွန်တော်တို့လည်းဝမ်းနဲ့ကြည်ကွဲရပါတယ်။ဒါကြောင့်မို့လို့သူတို့နဲ့တသွေးတဲ့တသားတဲ့အဆုံးထိတိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်။ဒီကိစ္စတွေအပြင်စစ်တကောင်ဒေတာခန်ရခိုင်မျိုးနယ်စုဝင်းတွေနဲ့ပင်ကလေးတွေကြားလေယာဉ်မြေပိုင်ဆိုင်မှုအငင်းပေါ်တဲ့ပြဿနာတွေလည်းရှိနေပါသေးတယ်။ ဒီရပါအတွင်းမှာပဲရော်တော်ခရိုင်နှချောင်းတရီမျိုးနဲ့မရှက်ချောင်းမှာလေမြင်ပြတနာကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံကတပ်မျိုးနယ်စုဝင်အမျိုးသမီးတယောက်အုပ်စုဖွဲ့တိုက်ခိုက်ခံရပြီးဒဲရအပြင်းထန်ရရှိခဲ့လို့ဒေတာခန့်တွေစီကသိရပါတယ်စစ်တကောင်ဒေတာကရခိုင်မျိုးနယ်စုဝင်တွေဟာလူခွင့်ရဲ့ချိုးဖောက်မှုတွေနဲ့အတူစိုးရင်ကြောက်လက်မှုတွေနဲ့နေနေကြရပြီးနိုင်ငံတကာအနေနဲ့တရားမျှတမှုရှိသောဆောင်ရွက်ပေးဖို့မျှော်လင့်နေကြပါတယ်ကျမကေခိုင်ပါ ဒီ VV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျမကတော့ဝန်ဒီပါ